ဗိုလ်ချုပ်မူကြီးစောမောင်သည်1990ပြည့်နှစ်မေလ29ရက်နေ့တွင်ကျင်းပခဲ့သောပါတီစော်အထွေထွေရွေးကောက်ပွဲ၌မဆာလာပါတီတစ်ဖြစ်လဲတာစာညာကတိုင်းသာစီလုံးညီညွတ်ရေးပါတီအနိုင်ရမည်ထင်၍ရွေးကောက်ပွဲပြီးလေတက်မတော်ကစစ်တမ်းလျပြတ်မည်ဟုအာရှောင်မိခဲ့သည်တို့တော့တကယ်တဲ့ NLD ပါတီကအပြတ်အသက်အနိုင်ရရှိသောအခါနာဝတာအဖွဲ့အတွဲသဘောထားတင်းမာသောဗိုလ်ချုပ်ကြီးတက်ရွှေဦးဆောင်သည့်နာဝတာဗိုလ်ချုပ်များက လွတ်တော်ခေါ်ပေးရနှင့် NLD ပါတီကိုအာဏာလွှဲပြောင်းပေးမည်ကိစ္စကိုပြင်းထန်စွာကန့်ကွက်သောကြောင့်ဗိုလ်ချုပ်ငူကြီးစောမောင်သည်ဂတိမတီသူအဖြစ်ပြည်တွင်းပြည်ပ၏အကြီးအကျယ်ထိုးနှက်ဝေဖန်ခြင်းကိုခံခဲ့ရသည်ထို့သောဘေးကျန်နှံချက်အရှိအနေများနှင့်ရင်ဆိုင်လာခဲ့သည့်ဗိုလ်ချုပ်မူကြီးစောမောင်သည်စိတ်ထွက်ပေါက်ရှာသည့်အနေဖြင့်အရက်ကိုနေရောညပါတောက်စားလာခဲ့ရမှ နောက်ဆုံး၌စိတ်ဝေဒနာဆွဲကပ်လာပြီးမိကွန်းရွှေရာမှပင် အမအယွင်းများဖြစ်ပေါ်လာခဲ့သည် အကွက်ကောင်းကိုရှောင်းနေသောဗိုလ်ချုပ်ကြီးတန်းရွှေသည်ဗိုလ်ချုပ်မှူးကြီးစောမောင်ဤမိကွန်းများကိုတလုံးမှပြင်ဆင်တီးဖြတ်ခြင်းမပြုဘဲရေဒီယိုနှင့်ရုံမြင့်တန်ကြားမှထုတ်လွှင့်ခိုင်းခဲ့ပြီးပြည်သူနှင့်တက်မတော်ကြား၌ပညာသားပါပါတိတ်ခါချခဲ့သည်ထို့နောက်တက်မတော်စေဝင်တန်းညွန်ကြားရေးမှုဘုံမူကျောက်ကျော်ဝင်းနောင်ပြည်ထောင်နိုင်ငံဆိုင်ရာမြန်မာတပ်အမတ်ကြီးဦးဆောင်သည့်တမားတော်ကြီးများကိုဆေးစစ်ခိုင်းပြီးဗိုလ်ချုပ်မှူးကြီးစောမောင်၏ကျမရဲ့အရေးအနေမကောင်းကြောင်းစေထောက်ခံစာတင်ပြခိုင်းသည် ဗိုလ်ချုပ်ကြီးတန်းရွှေသည်အဆိုပါစေးစာကိုနာဝတာအဖွဲ့နှင့်စစ်အစိုးရအဖွဲ့ဝင်များကို ပြသ၍တအူးချင်းသဘောထားကိုခေါ်ယူမေးမြန်းခဲ့သည်ထိုစဉ်အတွင်း1992မတ်လ20ရက်နေ့တွင်နာဝတာအဖွဲ့၏ကြေညာချက်ရှောင်မြင်းဆောင်92ဖြင့်ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးတန်းရွှေသည်ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီးအဖြစ်လွှဲပြောင်းယူလိုက်သည် အစစအရာရာအကွက်စီအောင်ဖန်တီးနိုင်ခဲ့သည့်ဘူဂျုံကြီးတန်းရွှေသည်သူကိုယ်တိုင်လက်မှတ်ရေးထိုးထားသည့်နဝတာကျင်ညာချက်အမတ်ရှင်မြင်းဆောင်92ကို1992ဧပြီလ23ရက်နေ့ရက်စွဲဖြင့်ထုတ်ပြန်ခဲ့ပြီးဘူဂျုံမှုကြီးစောမောင်ကိုတာဝန်အရရက်ကအနာပေးကြောင်းကျင်ညာခဲ့သည်ကျင်ညာချက်၌နိုင်ငံတော်၏မြားမြောင်ကြီးလာသောအလौတာဝန်များဤတန်းကြောင့်ဗိုလ်ချုပ်မှုကြီးစောမောင်၏ကျမ်းမာရေးသည့်အနာမယူလေမဖြစ်တော့သည့်အရှိအအနေထိရှုံရင်းလာသဖြင့် တာဝန်များပြန်လည်ထမ်းဆောင်နိုင်သော ကျမ်းမာရေးအရှိအအနေတို့ရောက်ရှိသည့်အထိအနာယူရန်ကျွမ်းကျင်သောဆရာဝန်ကြီးများကအကြံပြုထောက်ခံချက်ကိုနိုင်ငံတော်ညံဝေးပြပြမှုတိဆောက်ရေးအဖွဲ့အစည်းအဝေးတွင်တင်ပြပြီးဗိုလ်ချုပ်မူကြီးစောမောင်အားအနာယူစေရန် ဆုံးဖြတ်လိုက်ကြောင်းကြေညာအပ်ပါသည်ဟု၍ဖော်ပြထားသည်။နဝတာအဖွဲ့အတွင်ရေးမှုတစ်ဗိုလ်ချုပ်ခင်ညွန်းကလည်းအဆိုပါရွှဲဆွဲဖြစ်ပြီးနဝတာကြေညာချက်ကိုမြင့်ဆောင်92ကိုထုတ်ပြန်ခဲ့ပြီး နဝတာဥက္ကဋ္ဌနေရကိုယခုအချိန်မှစ၍ဘူဂျုံကြီးတန်းရွှေကဆက်လက်တာဝန်ယူသွားမည်ဖြစ်ကြောင်းကြေညာခဲ့သည်အမန်စစ်စစ်ဘူဂျုံကြီးတန်းရွှေသည်1992ဧပြီလ22ရက်နေ့ကတည်းကပင်ကာကွယ်ရေးဦးစီးချုပ်တာဝန်ကိုစတင်ထမ်းဆောင်နေခဲ့ပြီဖြစ်သည်။ တဖန်1992ဧပြီလ24ရက်နေ့တွင်နာဝတာအဖွဲ့၏ကြေညာချက်တစ်ဆယ်မြင်းဆောင်90နှစ်ဖြင့်နာဝတာဥက္ကဋ္ဌဘိုးချုပ်ကြီးတန်းရွှေသည်အစိုးရအဖွဲ့တွင်ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီးဤတာဝန်အပြင်ဝန်ကြီးချုပ်ဤတာဝန်ကိုပါထမ်းဆောင်ကြောင်းကြေညာခဲ့သည်ဤသို့ဖြင့်ဗိုလ်ချုပ်မူကြီးစောမောင်သည်တက်လျှောက်ကြီးရာဒူးနှင့်နာဝတာဥက္ကဋ္ဌရာဒူးမှဖယ်ရှားခံလာရတော့သည် ဗိုလ်ချုပ်မူကြီးစောမောင်အပေါ်တစ္ဆာဖောက်ပြီးနောက်ကျောကိုဓာနှင့်ထိုးခဲ့ကြသည့်ဗိုလ်ချုပ်ကြီးတန်းရွှေနှင့်ဗိုလ်ချုပ်ခင်ညွန့်တို့ကိုဗိုလ်ချုပ်မူကြီးဇနီးတော်အေးကြီးကခံပြင်းတော်သားထွက်ကာကာကွယ်ရေးဦးစီးချုပ်ရုံးပေါ်အထီးတက်၍ရန်တွေးခဲ့သည်ထို့နောက်ဗိုလ်ချုပ်ကြီးတန်းရွှေသည်ကာကွယ်ရေးဦးစီးချုပ်နှင့်နာဝတာဥက္ကဋ္ဌဖြစ်လာပြီးနောက်သူ့ရဲ့အာဏာတည်တံ့ခိုင်မြဲရေးအတွက်စီယုံချုပ်နှင့်ဗိုလ်ချုပ်ခင်ညွန့်၏ထောင်လိုင်းရေးဌာနများ၌သူ့အတွင်းလူများကိုနေရာရှာထားလိုက်သည်။ သူတမ88တမမှုအဖြစ်တာဝန်ထမ်းဆောင်ခြင်းကစီဦးစီမှုဒုတိယတန်းအဖြစ်သူ့လက်အောက်တွင်တာဝန်ထမ်းဆောင်ခဲ့ပြီးသောဒုတိယပုံမှုကြီးကျော်ဝင်မန္တလေးအမှတ်၁စစ်ထောက်လာရေးတပ်မှုကို1992မေလတွင်ရန်ကုန်စစ်ရုံးကျောက်ကိုရှက်ရှင်းခေါ်ယူခဲ့ပြီးတက်မတော်ထောင်လိုက်ရေးညွှန်ကြားမှုရုံ၌ဒုတိယညွှန်ကြားမှုအဖြစ်ခန့်အပ်ခါဗိုလ်ချုပ်ခင်ညွန့်ကို အနီးကပ်ထိန်းချုပ်နိုင်ရန်စတင်ကြိုးပမ်းခဲ့သည် ဗိုလ်ချုပ်မူကြီးစောမောင်လက်ထက်ကစီယုံကျုံမှယာယီနှင်ထုတ်ထားသောသူတပည့်ရင်ဗိုလ်မူချုပ်တင်ဦးအတွင်ရေးမှုနှင့်နှင့်စီဦးစီးပထမတန်းဗိုလ်မူကြီးခင်မောင်တန်းကိုစီယုံကျုပ်ကိုပြန်လည်ခေါ်ယူ၍တာဝန်ပြန်ပေးအပ်ခဲ့သည်ဗိုလ်မူကြီးခင်မောင်တန်းကို တမစတိတမဘူးဖြင့်ခန့်အပ်တာဝန်ပေးထားတော်လဲအမှန်စင်စစ်ဗိုလ်ချုပ်ကြီးတန်းရွှေသည် သူအနီးခေါ်ယူကတမစတိကိုစီယုံကျုပ်မှနေ၍ကုတ်ခဲ့စေသည် ဗိုလ်ချုပ်ကြီးအောင်စောမောင်၏အတွင်းလူများအားလုံးကိုလည်းစေယုံကျုံမှဖယ်ရှားပစ်ခဲ့ပြီးနောက်ဗိုလ်ချုပ်ကြီးတန်းရွှေနာတခတိုင်မူဘဝဖြစ်ပသိမ်၌နေထိုင်စေအတွင်းသူဇနီးတော်ကြံကြား၏ဇကားကိုမြေဝဲမကြနားထောင်ခဲ့သောပိုမှုနေဝင်းကိုယာရုအစင်းစင်တုံးမြင့်ကနာဝတာဥက္ကဋ္ဌ၏စစ်ဖက်လက်ထောက်ခံအပ်ခဲ့သလိုသူအတွင်းလူပိုမှုစန်းစင်ကိုဗိုလ်ချုပ်ယာရုအထိအစင်းစင်တိုးပေး၍စစ်ယာရုခန့်ချုပ်အဖြစ်မြောက်စားခဲ့သည် ထို့ပြင်ဘိုးကျုပ်တန်းရွှေတိုင်းမူဘဝကအိမ်တော်ဆောင်လုံခြုံရေးအရာရှိလုပ်ခဲ့သောဘိုးကြီးလှအောင်သိန်းကိုလည်းစီယုံကျုပ်စခန်းမူဘိုးကျုပ်လှအောင်သိန်းအဖြစ်ခန့်အပ်ထားလိုက်သည်။နောက်မကြာခင်မှာပဲဘိုးကျုပ်ကြီးတန်းရွှေသည်ဘိုးကျုံမူကြီးရာထူးကိုယူလိုက်သည်။ဘိုးကျုံမူကြီးရာတို့ကိုအင်္ဂလိပ်ဘာသာဖြင့် senior general လို့သုံးနှုန်းထားရာဓာတ်ရိုက်ဘာသာပြန်ပါလင်ဝါရင်ဘိုးကျုံကြီးအစင်ရာတို့ပင်ဖြစ်သည်အဆိုပါရာတို့များအလုံးသည်တရုတ်စစ်တပ်ဖွဲ့စည်းပုံအရဓာတ်ရိုက်ကူးယူထားခြင်းဖြစ်ပါသည် ထူးခြားမှုကတရုတ်စစ်တပ်မှာဝါရင်ပုံမှုနဲ့ဝါရင်တက်ကြွကြီးရှိတော်လဲမြမတက်မတော်၌အဆိုပါယာရုနှစ်ခုတော့မရှိပါကြေမြမတက်မတော်ဤပြန်တန်းဝင်အရာချိယာရုအစင်စစ်ခတ်အပ်ထားပုံမှာဒုဘိုဘိုဘိုကြီးဘိုမူဒုတိယဘိုမူကြီးဘိုမူကြီးဘိုမူချုပ်ဘိုချုပ်ဒုတိယဘိုချုပ်ကြီးဘိုချုပ်ကြီးဒုတိယဘိုချုပ်မူကြီးဘိုချုပ်မူကြီးတို့ပင်ဖြစ်သည် ဦးနေဝင်းနဲ့မဆာလာထိတ်တန်းကောင်းဆောင်များက1988စက်တင်ဘာလ၌တမတော်ကိုအာနာသိန်းရဲ့အမိန်ပေးခဲ့စဉ်ကအာနာသိန်းအဖွဲ၌ဗိုလ်ချုပ်မှုကြီးစောမောင်ပြီးလင်းဗိုလ်ချုပ်ခင်ညွန့်ကိုဒုတိယကောင်းဆောင်အဖြစ်သတ်မှတ်ပေးထားခဲ့သည်သို့သောဗိုလ်ချုပ်မှုကြီးတန်းရွှေသည်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာပြီးနောက်လစ်လက်သွားသောသူ၏ဒုတိယကာကွယ်ရေးဦးစီးချုပ်ကိုအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုဗိုလ်ချုပ်မောင်အေးကို1993မတ်လ29ရက်နေ့တွင်လွှဲပြောင်းပေးအပ်ခဲ့သည် နဝတာဒုတိယဥက္ကဋ္ဌရာထူးကိုဗိုလ်ချုပ်ခင်ညွန့်ကိုပေးလိုက်လင်စစ်တပ်၏စီလုံးညီညွတ်မှုပြည့်စည်ကနောက်ထပ်အာဏာသိမ်းမှုတစ်ခုဖြစ်လာနိုင်သည်ဟုသူယူဆထားပုံရသည်ဗိုလ်ချုပ်မောင်ဤသည်ကမ်ဘလူမြို့၌1938ခုနှစ်ဒီဇင်ဘာ25ရက်နေ့ကဖွားမြင်ခဲ့သည်1954ခုနှစ်၌တသမတန်အောင်မြင်ပြီး1955ဇွန်လ20ရက်နေ့တွင်တပ်မတော်သို့ဝင်ရောက်၍မေမျိုးစစ်တပ်ကတော်ဗိုလ်တင်နှင့်အပတ်စဉ်တစ်ကိုတက်ရောက်ခဲ့သူဖြစ်သည် 1959ဇွန်လ12ရက်နေ့တမတော်ပြန်တန်းဝင်အရာရှိအဖြစ်ခန့်အပ်ရှင်ခံရပြီးခလာရ30မှာတဆူမှုတခွဲမှုအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ထို့နောက်1965တွင်ကာကွယ်ရေးဝန်ကြီးဌာနလေ့ကျင့်ရေးနှင့်စီမံရေးညွှန်ကြားမှုရုံးသို့ပြောင်းရွှေ့ပြီးစစ်ဦးစီးအရာရှိတတိယဒဏ်အဖြစ်လက်ကောင်း ဗဟိုနိုင်ငံရေးတိပ်ပံကြောင်း၌တောင်သူလက်သမားရေးရာအမှတ်စဉ်ခွန်တက်ခွဲတက်တက်စု3.4တို့ကို1969မေလ20မှဩဂုတ်လ19ရက်နေ့အထိတင်တမှုအဖြစ်တင် जा ပေးခဲ့သည်1983ဒီဇင်ဘာလတွင်စစ်တကတူမှလေးကြည်ရင်ညွန်ကြိုင်မှုယုံတို့စီဦးစီမှုဒုတိယတန်အဖြစ်ပြောင်းခဲ့သည်1985မတ်လ23ရက်တွင်ခလာရ68တွင်ယာယီတရင်မှုအဖြစ်စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး 1986မတ်လ13ရက်တွင်ဒုတိယပုံမူကြီးအဆင့်ကိုရရှိခဲ့သည်1988ဖေဖော်ဝါရီ20တွင်အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သို့စီအူစီမှုပထမတန်းအဖြစ်ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရပြီး1988နိုဝင်ဘာ15မှ1981ဒီဇင်ဘာ31ရက်နေ့အထိအရှေ့မြောက်တိုင်းစစ်ဌာနချုပ်စစ်ဘူဟာမူ 1982ဇန်နဝါရီတရက်တွင်ဒုတိယတမမှုအဖြစ်အမတ်89ရှေ့မြန်တမဌာနသို့လကောင်း1983ဩဂုတ်လ10ရက်တွင်ကာကွယ်ရေးဝန်ကြီးဌာနစစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးနှင့်မဆာလာခေမိုးကောင်းမျိုးနှင့်မဲဆန္ဒနှင့်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ်အသီးသီးထမ်းရွက်ခဲ့သူဖြစ်ပါသည် ထို့နောက်ရပခတိုင်မှုဖြစ်လာခဲ့သည် အမှန်စစ်စစ်ဗိုလ်ချုပ်မှူးကြီးစောမောင်နဲ့ဗိုလ်ချုပ်မှူးကြီးတန်းရွှေတို့အသက်60ပြည့်လင်းတပ်ပြည့်ပင်စင်ဖြစ်အငိမ့်စားယူသွားခဲ့လင်းမြမတက်မတော်ကိုဆက်လက်ဦးဆောင်ရန်အတွက်ကာကွယ်ရေးဦးစီးချုပ်လောင်အဖြစ်ရာထားချင်းခံရသူများ၌မူလကယာတခတိုင်းမူဗိုလ်ချုပ်ညံလင်းဒီအက်စီအသက်52နှစ်ကိုတတ်မှတ်ထားခဲ့ကြသည် ို့သောဗိုလ်ချုပ်ညံလင်းသည်ကျမရေးမကောင်းသည့်အတော့1997မတ်လ18ရက်နေ့တွင်စေပင်စင်ဖြင့်အငိမ့်စားယူသွားခဲ့ပြီး1996မတ်လ25ရက်နေ့တွင်ကွယ်လွန်သွားခဲ့သောကြောင့်သူနှင့်စစ်တက္ကသိုလ်တပတ်စဉ်နှင့်ဆင်းခဲ့သောဗိုလ်ချုပ်မောင်အေးကို မလွဲမရှောင်သာရွေးချယ်လာရသည်ဟုသိရှိသည်။ ထိုစဉ်ကအသက်54နှစ်သားရှိသေးသောကြောက်တန်းသားဗိုလ်ချုပ်ခင်ညွန့်သည် သူစစ်မှုရန်တပ်တန်းတစ်လျှောက်တိုက်ခိုက်ရေးတာဝန်များထက်ဦးစီးအရာရှိတာဝန်များကိုသာထမ်းရွက်ခဲ့သောကြောင့်စစ်ဘက်ရေးရကိစ္စထက်အုပ်ချုပ်ရေးပိုင်း၌သာပိုပြီးစိတ်ဝင်စားခဲ့သည်။ထို့ကြောင့်ဗိုလ်ချုပ်ခင်ညွန့်သည်ဒုတိယကာကွယ်ရေးဦးစီးချုပ်ရာထူးကိုရရှိရန်မျှော်မှန်းမထားတော်လဲနာဝတာဒုဥက္ကဋ္ဌရာထူးကိုမူတူတာလင်ဖြစ်ထိုက်သည်ဟုယူဆထားခဲ့သည်။ သို့သောဗိုလ်ချုပ်မူကြီးတန်းရွှေကဗိုလ်ချုပ်ခင်ညွန့်ကိုရင်းရတူပေးရန်မူလကလေးကစိတ်မကူခဲ့ချေဗိုလ်ချုပ်ခင်ညွန့်သည်ရွေချက်ကြီးမှပြီးအင်မတန်အကွက်မြင်၍ပါနတ်မှုရှိသည့်အပြင်ဦးနေဝင်းမိသားစုအပါအဝင်မဆာလာစစ်ကောင်းဆောင်အရှိုးကလည်းသူ့ကိုသဘောကျအားပေးထောက်ခံနေသည့်အတွက်တနေ့တွင်သူ့ကိုယ်ပါတက်နှင်းသွားမိကိုစိုးရိမ်ခဲ့သောကြောင့်နာဝတာတို့ဥက္ကဋ္ဌရာသူကိုဘသူကိုမှမပေးဘဲနှစ်နှစ်နီးပါးခန့်အရှိန်ဆွဲထားခဲ့သည် နာဝတာဆရာနာသိန်းကောင်းစီနှင့်အစိုးရဝန်ကြီးအဖွဲ့၌အဆိုပါရာထူးကိုဗိုလ်ချုပ်ခင်ညွန်သာရထိုက်သည်ဗိုလ်ချုပ်ကြီးမောင်အေးသာထိုက်တန်သည်ဟူ၍အတွင်းကျိတ်အုပ်စုတိုက်ပွဲလေးပေါ်ပေါက်နေခဲ့သည်ထို့သော နောက်ဆုံးတွင်ဘေဒင်ကိန်းကမ်းမှမကြမ်းအမျိုးမျိုးတွက်ဆက်ပြီးနောက်ဗိုလ်ချုပ်မူကြီးတန်းရွှေသည်နာဝတာဒုဥက္ကဋ္ဌရာထူးကို1994ဧပြီလ28ရက်နေ့တွင်ဗိုလ်ချုပ်ကြီးမောင်အေးကိုသာပေးအပ်လိုက်လေသည် ဗိုလ်ချုပ်ခင်ညွန့်သည်နောက်ဆုံးစိတ်တက်ကြသွားပြီးသူကိုနာဝတာအဖွဲ့မှနှုတ်ထွက်ခွင့်ပေးရန်ဗိုလ်ချုပ်မူကြီးတန်းရွှေထံအကြိမ်ကြိမ်တောင်းဆိုခဲ့သည်။သို့သောတက်လျှောက်ကြီးဗိုလ်ချုပ်မူကြီးတန်းရွှေကနှုတ်ထွက်ခွင့်လည်းမပေးလုံပိုင်ခွင့်လည်းမပေးဘဲကြိုးရှည်ရှည်ဖြင့်လှန်ထားခဲ့သည်။သွားလေသူဗိုလ်ချုပ်ကြီးစောမောင်ကသူ့ကိုယ်သူကြံရိတ်ခဲ့သည့်စစ်သားဒုမဟုတ်ကြံစစ်သားဟု၍သူ၏ကဘာကျော်မာရသွန်မိန့်ခွန်းရှိခြင်း၌ထည့်သွင်းပြောဆိုခဲ့ဘူးသည် စစ်ထောက်လိုင်းရင်းများဦးစီး၍စစ်ထောက်လိုင်းရင်းစနစ်၏တောင်ရင်စာပေဝိုင်းဟူ၍အမိတက်ထားသောစာပေတိုင်းမှထုတ်ဝေသောမြက်ကင်းသစ်မဂ္ဂဇင်းရှေ့ဆုံးစာမျက်နှာ၌မူရိတာကောင်းစဉ်တက်၍များစွာသောခသိန်းတော်သူအပေါင်းတို့သည်တာတကွဲမရတကွဲမိတကွဲဖတကွဲဖြစ်ရကုန်၏ထိုသူတို့၏ဆင်းရဲဒုက္ခကိုငါနှိမ့်ပါအံ့ထိုသူတို့၏မျက်ရည်ကိုငါတုပ်ပေးပါအံ့ငါ၏လက်ရလက်ဖြင့်ဆန်စပါးရိတ်ခါကိုပေးအံ့ ငါဤလဝဲလက်ဖြင့်ဝစ်စားတစားကိုပေးအပ်အမိသည်တားငယ်ကိုယင်တွင်၌နှစ်သိမ့်စေတကယ်သို့ငါသည်လည်းတိုင်းသူပြည်သားတို့ကို နှစ်သိမ့်စေအပ်ကျန်စစ်သားမင်းခရီးနှစ်1084-1132ဟူ၍ဖော်ပြကမင်းယူပုံစောလုပ်ပေးခဲ့ကြသည် နောက်ဆုံးတွင်ဗိုလ်ချုပ်မူကြီးစောမောင်သည်ရည်ရင်ကလေးမင်းယူယူက အထောက်ခံလာရတော်သည် ဗိုလ်ချုပ်ကြီးစောမောင်အားဖယ်ရှား၍အာဏာလွှဲယူလိုက်သည့်ဗိုလ်ချုပ်မူကြီးတန်းရွှေကိုလည်းသူကိုးကွယ်နေသောဘိုးတော်တဦးကညောင်ရံမင်းဆက်တာလွန်မင်းတရားကြီးဝင်စားခဲ့သူဟု၍ပြောဆိုရမှ နောက်ပိုင်းတွင် သူကိုယ်တိုင်အပါအဝင်တိန်သားလုံးကယုံကြည်သွားကြသည်သူဇနီးတော်ကြိုင်ကြိုင်ကလည်း2002မှာစပြီးသူ့ကိုမဲတော်ကြီးဟုခေါ်စေပြီးသူ့သမီးများကိုတမီးတော်ဟုခေါ်ဟောကြရန်သူတို့မိသားစုနှင့်နီးစပ်သောစစ်ဘက်အရက်ဖက်အရာရှိကြီးများကိုနှုတ်မိတ်ဖြင့်ညွှန်ကြားခဲ့ကြောင်းသိရသည် ဗိုလ်ချုပ်ငူကြီးတန်းရွှေသည်1969ဇန်နဝါရီ၌ကရင်ပြည်နယ်ရှိအမတ်89ရှင်မြန်တမသို့ဗိုလ်မှူးရာတို့ဖြင့်ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရင်းအေယာဝရီမြို့ဝကျွန်းပေါ်ဒေသပဲခူးရုံမှကရင်ပြည်နယ်နှင့်မွန်ပြည်နယ်များလှည့်လည်သွားလာခဲ့ရသည်ဤတို့လဲ့လည်ရင်ကရင်ပြည်နယ်ဖအံမြို့ကုန်းကလေးအရက်၌အတော်များနှင့်နေထိုင်သောဒေါ်ကြံကြံနှင့်တွေ့ဆုံရင်းဤကရွှေချမ်းဝင်လက်ထပ်ခဲ့သည်ဟုသိရသည် ဒေါ်ကြံကြံဒီကရင်ပြည်နယ်မြိုင်းကလေးအနီးရှိထီးလုံရှမ်း၌အဖာတရုတ်လူမျိုးဥကျွတင်နှင့်မိခင်ပအိုးသူဒေါ်ဖွားမေတို့မှဖွားမြင်ခဲ့သည်တိုးတော်ကရင်ပြည်နယ်ကော့ကြိုင်မြို့၌ကြီးပြင်းခဲ့သည်ဟုဆိုသည်မွေချင်းကိုဦးအနက်ပစ္စမမြောက်တမီဖြစ်သည်တော်ကြံကြံဤငွေချင်းအကိုနေညီမနှစ်ဦးမှာဥပသိဥအောင်တန်းဒေါ်မြမေဒေါ်မအောင်တို့ဖြစ်ကြသည် တူဖခင်ဦးကျွတွင်သည်အိမ်နောက်၂၀ရှိသူဖြစ်ပြီးပြမဇနီးမှာဒေါ်နန်ဝင်းဖြစ်သည်။ဦးတန်းရွှေနှင့်အိမ်နောက်မကြခင်ကဒေါ်ကြံကြံသည်မွန်လမြိုင်မြို့၌ပညာသင်ကြားနေဆဲဖြစ်သည်။ဒေါ်ကြံကြံ၏အမည်ရင်းမှာမကြံဖြစ်သည်။နောက်တွင်အများကဒေါ်မကြံဟုခေါ်တွင်ရာမှဒေါ်ကြံကြံဖြစ်လာသည်။ပူမူကလေးတန်းရွှေနှင့်ဒေါ်ကြံကြံတို့ အချင်းလင်များဖြစ်ပြီးနောက်တာတုံးဦးတမင်းငါဦးထွန်ကားခဲ့သည်။ နိုင်စွမ်းရွှေထွန်းနိုင်ရွှေဒေဝရွှေခင်ပြုံးရွှေជីជីရွှေတန်းစော်ရွှေအေးအေးသစ်ရွှေတန်နာရွှေတို့ထွန်းကားခဲ့သည်။တားနိုင်စွမ်းရွှေဤဇနီးမှာဒေါက်တာခင်ဝင်းစိန်ဖြစ်ပြီးထွန်းနိုင်ရွှေဤဇနီးမှာတန်နာခင်ဖြစ်သည်။တမီးជីជីရွှေဤခင်မိုးမှာစစ်တပ်အရာရှိဒေါက်တာနေဆိုးမောင်ဖြစ်သည်။တမီးခင်မြုံးရွှေဤခင်မိုးမှာဘူမူကြီးတိတ်နိုင်လီတက်ဖြစ်သည်။ ၎င်းသည် မကြမီမှာပင်တက်တွင်အပြာအလဲ၌ဘုံမူကျုပ်အစင်တိုးမြင့်ခံရက မင်္ဂလာတုံလေးတက်စခန်းမှုအဖြစ်တာဝန်ပေးအပ်ခံရသည် အငဲဆုံးသမီးတွဲတန်နာရွှေဤခင်မုံမှာဘုံမူစော်ဖြိုးဝင်ဖြစ်သည်ရှင်တို့၏မင်္ဂလာဆောင်ကိုရိုက်ကူးထားသောစိန်စီတော်ညဗီဒီယိုခွေဖြင့်အွန်လိုင်းတွင်ပြန်နှံခဲ့သည်။တမီးချစ်ချီရွှေနှင့်ဒေါက်တာနေဆိုးမှနောင်ဒုတိယပုံမူကြီးပြည်သူ့ကျန်းမာရေးတက္ကသိုလ်ကတိကာတို့မှတားနေရှိသွေးအောင်ကိုဖွားမြင်သည်။ ဝါဆိုလာပြင်း၌ဖွားမြင်၍ဖိုးလာပြည့်အမည်မဲ့ခေါ်ထားပြီးဘူဂျုံမူကြီးတန်းရွှေ၏အရှိဆုံးမိတော်ဖြစ်သည်။၎င်းသည်ဘူဂျုံမူကြီးတန်းရွှေ၏ဖခင်ဝင်စားသူဟု၍မိသားစုကယုံကြည်ခဲ့ကြသည်။ထို့နောက်ကြည်ကြည်ရွှေသည်အိမ်နောက်၏အစင်မပြေမှုကြောင့်ဒေါက်တာနေစိုးမောင်နှင့်တရားဝင်ကွာရှင်းပြဆဲလိုက်သည်။ဘူဂျုံမူကြီးတန်းရွှေမိသားစုသည်စီးပွားရေးလုပ်ငန်းကြီးများ၌ထင်ထင်ပေါ်ပေါ်လောက်ကင်သည်ကိုမတွေ့ရတော့လဲနှစ်စဉ်သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှကတော်ငွေများ ပကံလေးချောင်းအပါအဝင် ကြောင်းမြတ်အသင်းဥက္ကဋ္ဌနှင့်ထူးကုမ္ပဏီပိုင်ရှင် ခရိုနီဥဒေစာနှင့်မကြခင်လွတ်မြောက်လာသောမောင်ဝိတ်တို့၏စီးပွားရေးလုပ်ငန်းများ၌အစုရှယ်ယာထည့်ဝင်ထားကြောင်းသိရသည်တော်ကြကြိုင်သည်ဗိုလ်မှူးတန်းရွှေနှင့်လက်ထပ်ပြီးနောက်အောက်ရှိသေးအိမ်မူကိစ္စများသာမကခင်မွန်းပြစ်သူ၏အနာဂတ်တလန့်အတွက်အကြံဉာဏ်ရလိုရာညာနောက်ွယ်၌တကြွနားလေသည့်ဗေဒီလက္ခဏာဆရာများကိုရှိခဲ့ပြီးခင်မွန်းစာတာကိုတွက်ချက်စစ်ဆေးလေးရှိသည်ဟုသိရသည် အေယာဝတီအတွဲကြနေတဲ့အမှန်က2014ဖေဖော်ဝါရီ၂ရက်ထုံး၌ဆရာအောင်စောရေးသားခဲ့သော အာနာရှင်များနှင့်မြန်မာတပ်မတော်အပိုင်းကဆောင်ပါ၌ဒေါ်ကျန်ကျိုင်သည်1980ပြည်နှစ်ဝင်းကျက်လောက်တွင်အခြားအရာရှိကတော်များနှင့်အတူနမေကျော်ဝေဒပညာရှင်ဥညံစောစီတွားရောက်ပေတင်တွက်ခဲ့ရာတုကေမွန်သည်တနေ့ကျလေမြန်မာနိုင်ငံ၏အကြီးအကဲဖြစ်လာလိမ့်မည်ဟုဟောကိန်းထုတ်ခဲ့ရာပထမပိုင်း၌ဒေါ်မတ်ကျိုင်သည်မယုံကြည်ခဲ့ဟုဆိုသည် ထို့ပြင်မလို့သူများတိသွားလဲသူခင်မွန်အလုတ်ပြုတ်သွားမည်ကိုလည်းစိုးရိမ်ခဲ့ကြောင်းထို့ကြောင့်ရေရန်ကြောင်းကိုမိသူကိုမှမပြောခဲ့ကြောင်းရေးသားဖော်ပြသည်ထို့နောက်တခြားပေရင်ဆရာများကလည်းရခင်ပေရင်ဆရာများဟောခဲ့သည့်အတိုင်းထတ်တူထမြထမှန်ဟောကြားခဲ့ရာတော်ကြံကြိုက်သည်ယုံရခက်မယုံရခက်ဇဝေဇဝါဖြစ်လာခဲ့သည်ဦးတန်းရွှေဤဖေဒူမေခွဲ အမကြီးဖြစ်သူဒေါ်ကြီးခင်ကလည်းစကားဆက်၍မောင်တန်းရွှေကငွေကလေးကထူရှားသူပါ အရှင်းဆက်လက်တိုင်းမွေးခဲ့သလိုသူ့ကိုယ်မှလည်းမျက်စလွယ်ပါသည်ဟုဆိုခဲ့သည်မြမယိုရအစဉ်အလာမျက်စလွယ်ပါသူများနှင့်အရှင်းဆက်လက်တိုင်းမွေးဖွားသူများသည် ဖုံးရှင်ကန့်ချင်းပါရမီထူးသူများဖြစ်ပြီးတနေ့တွင်အကြေအကဲဖြစ်မည်ပုပ်ပါနမိတ်ဟူ၍ယုံကြည်ကြကြသည်မိတို့ပင်ဆိုစေအမှန်တကယ်ပင်တနေ့သောအခါ၌သူသည်တက်မတော်ကားကွယ်ရေးဦးစီးချုပ်နှင့်နာဝတာအဖွဲ၏ဥက္ကဋ္ဌကြီးဖြစ်လာခဲ့လေတော်သည်